ားလုံးမင်္ဂလာပါအိမ်ပြန်လန်းချန်နယ်ကနေပြန်လည်ပြီးတော့ချိုးဆိုပါရစေယခုညဝေပေးသွားမှာကတော့ဆွေတော်ရေးသားထားတဲ့မြမတိုက်ပွဲကြောင်းလူသားတိုင်းဖြစ်မြင့်တရုတ်လုံခြုံရေးကုမ္ပဏီဝန်ထမ်းများဆောင်းပါဖြစ်ပါရရှင်နားစင်လေးလာကြည့်ကြရအောင်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာရခိုင်မျိုးသားအဖွဲ့ချုပ်အရခတက်တော် ULAA နဲ့စစ်ကောင်စီတို့အကြားစစ်ရေးတင်းမာပြီးတိုက်ပွဲတွေပြင်းထန်နေချိန်မှာ တရုတ်လုံခြုံရေးကုမ္ပဏီဝန်ထမ်းတွေကြောက်ဖြူကိုရောက်လာခဲ့ပါတယ်။2025ဖေဖော်ဝါရီလ26ရက်နေ့ကရန်ကုန်ကနေကြောက်ဖြူကိုပြန်တန်းဆက်ရောက်လာတဲ့ခရီးစဉ်မှာတရုတ်နိုင်ငံသား25ဦးပါဝင်ကြောင်းသိရပါတယ်။ဒီတရုတ်နိုင်ငံသား25ဦးဆိုတာကတရုတ်ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ PSC နဲ့စစ်ကောင်စီတို့အကြားမှာအကျိုးတူပူးပေါင်းပြီးဆောင်ရွက်မဲ့လုံခြုံရေးကုမ္ပဏီ JVSC တည်ထောင်ရေးလုပ်ငန်းကုမ္ပဏီရဲ့အစီအစဉ်နဲ့ ရောက်လာကြတဲ့လုံခြုံရေးဝန်ထမ်းများလို့ဆိုပါရယ်။ဖေဖော်ဝါရီလနောက်ပိုင်းကာလအတွင်းမှာကြောက်ဖြူကိုစုစုပေါင်းရောက်ရှိလာတဲ့တရုတ်လုံခြုံရေးဝန်ထမ်း90ဦးရှိကြောင်းကိုဒေတာအခြေဆိုင်သတင်းတွေအရသိရပါရယ်။အကျိုးအတူပူးပေါင်းမဲ့လုံခြုံရေးကုမ္ပဏီ JVSC တီထောင်ရေးလုပ်ငန်းကုမ္ပဏီကို2024ခုနှစ်နိုဝင်ဘာလမှာတရုတ်နဲ့စစ်ကောင်စီတို့အကြားမှာတီထောင်ခဲ့ခြင်းဖြစ်ပါရယ်။ မြန်မာနိုင်ငံမှာတရုတ်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ဝန်ထမ်းတွေကိုကာကွယ်ဖို့ပူးတွဲလုံခြုံရေးကုမ္ပဏီတစ်ခုတည်ထောင်ဖို့တရုတ်နိုင်ငံကအဆိုပြုခဲ့တာ ဖြစ်ကြောင်းလေ့လာသိရှိရပါတယ်။2024ခုနှစ်အောက်တိုဘာလ22ရက်နေ့မှာစစ်ဆိုးရကနားလည်မှုစာချုပ်လွှာရေးဆွဲဖို့လုပ်ငန်းကုမ္ပဏီတရက်ကိုစတင်ဖွဲ့စည်းခဲ့ကြောင်းသိရပါတယ်။ဒီလိုကုမ္ပဏီဖွဲ့စည်းမှုမှာ တရုတ်မှာပြုလုပ်ခဲ့တဲ့မဟာမဲခေါင်စီးပွားရေးမတက်မီအချိန်ကြိုက်ဖွဲ့စည်းမှုလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံအနေနဲ့စစ်ရှုံးနေတဲ့စစ်ကောင်စီကြောင့်တရုတ်မြန်မာစီးပွားရေးစင်ကြံမှာပါဝင်မဲ့စီမံကိန်းများရဲ့လုံခြုံရေးအတွက်စိုးရိမ်ပူပန်မှုများရှိလာခြင်းကိုလည်းပြေလျော့စေဖို့စစ်ကောင်ဆောင်ကအကြိုက်ဆောင်ပေးခဲ့ခြင်းဖြစ်ပါတယ်။ဒီနေရာမှာသက္ကချက်အနေနဲ့2024ခုနှစ်ဇွန်လအတွင်း တကောင်းမီကဆက်ယုံလုံခြုံရေးယူထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်နက်ချပြီးနောက်ပိုင်းမှာတရုတ်စီမံကိန်းတွေလုံခြုံရေးအတွက်စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။တရုတ်ဘက်ကအခုလိုမျိုးလုံခြုံရေးဝန်ထမ်းတွေဆေလွတ်မှာကိုစစ်ကောင်စီအနေနဲ့လိုက်လိုက်လဲလဲလက်ခံခဲ့ပါတယ်။တရုတ်လုံခြုံရေးများကိုဓာကန်ခုတုံးလုပ်ပြီးအေးအေးအပါအဝင်တိုင်းသားလက်နက်ကင်တပ်တွေကိုလှည့်စားဖို့အတွက်အသုံးချလိုခြင်းကြောင့်ဖြစ်ပါတယ်။ လက်နက်ကင်တော်လှန်ရေးအင်အားစုတွေအနေနဲ့စစ်ကောင်စီနဲ့ပြစ်ခတ်တိုက်ခိုက်မှုကမဆန်းပေမဲ့လည်းပြစ်ခတ်တိုက်ခိုက်မှုတွေအတွင်းမှာတရုတ်နိုင်ငံသားလုံခြုံရေးဝန်ထမ်းတွေကိုထိခိုက်မိမယ်ဆိုရင်တရုတ်အစိုးရနဲ့ပွတ်တိုက်မှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ဒါကြောင့်တရုတ်လုံခြုံရေးအဖွဲ့တွေဝင်ရောက်လာခြင်းကစစ်ကောင်စီအတွက်တစ်ချက်ခုနှစ်ချက်ပြက်ကိန်းစိုက်ခြင်းလည်းဖြစ်ပါတယ်။တရုတ်စီမံကိန်းများရဲ့လုံခြုံရေးအတွက်စစ်ကောင်စီတောင်းဝန်ရော့ကျသွားသလို တရုတ်လုံခြုံရေးများရှိတဲ့နေရာတွေကိုတော်လိုင်းအင်အားစုတွေဘက်ကတိုက်ခိုက်ဖို့ကန့်သတ်ချက်တွေရှိလာတဲ့အတွက်လုပ်ငန်းတွေရပ်တန့်သွားမှာကိုလည်းမစိုးရိမ်ရတော့သောကြောင့်ဖြစ်ပါတယ်။ဒါကြောင့်လဲ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လွန်ပြီးပုဂ္ဂလိကလုံခြုံရေးဆိုင်ရာဝန်ဆောင်မှုဥပဒေကိုစစ်ကောင်စီဘက်ကထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။2008အခြေခံဥပဒေပါပုံမှ42ပုံမှခွဲခါခွဲရနိုင်ငံတော်အတွင်းမြေတိနိုင်ငံသားတပ်ဖွဲ့ကိုမ ေချခွင့်မပြုလို့ပြဋ္ဌာန်းထားမှုကိုစစ်ကောင်စီကကြော်လွန်ခဲ့ခြင်းဖြစ်ပါတယ်။တော်လိုင်းရေးအင်အားစုတွေကိုမနိုင်တော့တဲ့စစ်ကောင်စီကအာဏာတင်ရဲ့အထောက်ပံ့ဖြစ်တဲ့နိုင်ငံတော်နယ်နိမိတ်အတွင်းမှာတရုတ်လုံခြုံရေးအဖွဲ့ကိုခြေချခွင့်ပေးဖို့ရည်ရွယ်တာဖြစ်ပါတယ်။တရုတ်လုံခြုံရေးဝန်ထမ်းတွေလက်နက်ကင်ပြီးဝင်ရောက်ခွင့်ရအောင်စစ်ကောင်စီကအချိန်မီစောင့်ရွက်ပေးခဲ့ခြင်းလို့လည်းဆိုနိုင်ပါတယ်။ပုဂ္ဂလိကလုံခြုံရေးဆိုင်ရာဝန်ဆောင်မှုဥပဒေမှာ နိုင်ငံခြားကုမ္ပဏီများလည်းလိုင်စင်လျှောက်ထားနိုင်ပြီးလိုင်စင်ရရှိတဲ့ကုမ္ပဏီကလိုအပ်ချက်အရလက်နက်ခဲယံကင်ဆောင်ခွင့်လျှောက်ထားနိုင်ကြောင်းကိုထည့်သွင်းပေးထားပါတယ်။ဒါကြောင့်တရုတ်လုံခြုံရေးကုမ္ပဏီများကဝန်ထမ်းတွေကတိပပောက်ကလေးကလုံခြုံရေးကုမ္ပဏီလို့ဆိုပေမဲ့လက်နက်ကင်ခွင့်ရမှာဖြစ်ပါတယ်။မြေဦးဒေါ်လာရေးကာလအတွင်းတချို့ဒေါ်လာရေးတက်ဖွဲ့များရဲ့တယောက်ချင်းစီမှာတောင်လူဆောင်အောင်လက်နက်အပြည့်စုံမတက်ဆင်နိုင်သေးတဲ့အနေအထားမှာ နိုင်ငံသားသားများကလက်နက်ကင်ပြီးပြည်တွင်းမှာရှိတဲ့နေရာတချို့မှာလုံခြုံရေးဆောင်ရွက်ပေုံမှာဖြစ်ပါတယ်။တော်လရင်အင်အားစုတွေကတီးရေလေအစုံပိုင်ဆိုင်ထားတဲ့အာဏာသိမ်းစစ်တပ်ကိုဖိအားပေးထားချိန်မှာပြည်တွင်းကုမ္ပဏီများအနေနဲ့ပုဂ္ဂလိကလုံခြုံရေးဆိုင်ရာဝန်ဆောင်မှုဆောင်ရွက်ဖို့အတွက်ရာခိုင်နှုန်းနည်းနိုင်ပါတယ်။ဒါကြောင့်အခုဥပဒေကတရုတ်လုံခြုံရေးဆိုင်ရာကုမ္ပဏီများအတွက်ရည်ရွယ်ချင်းတက်တက်ဖြစ်ပါတယ်။ ငါတို့အယိုးစီယိုးထုံးမယ်ဟုကြွေးကြော်ကြပြီးတက်ရှိစီယိုးဆိုသည့်ဝါဒဖြန့်ကားရိုက်ကူးထုတ်လွှင့်ထားခဲ့တဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်များရဲ့အာဏာသိမ်းကာလမှာတရုတ်လုံခြုံရေးကုမ္ပဏီများအနေနဲ့စီယိုးကိုခွာ၍ပင်ကြော်စရာမလိုပဲမြမပိုင်နဲ့အတွင်းပင့်ဖိတ်ခေါ်ဆောင်ခြင်းခံရတဲ့သဘောကိုတွေ့ရပါတယ်ဒီလိုပင့်ဖိတ်ခံရတဲ့တရုတ်လုံခြုံရေးကုမ္ပဏီတွေကိုလိလာကြည့်တဲ့အခါ ရုရှားနိုင်ငံက Wagner Group Wagner အဖွဲ့နဲ့အမေရိကန်က Blackwater Company များကဲ့သို့လုံခြုံရေးဆိုင်ရာဝန်ဆောင်မှုပေးနိုင်တဲ့အဆင့်အထိ မရောက်သေးကြောင်းကို တွေ့ရှိရပါတယ်။ဒါအပြင်ပြည်ပမှာရှိတဲ့တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်ပေးတဲ့တရုတ်လုံခြုံရေးကုမ္ပဏီအရေးအတွက်က20ကျော်ခန့်သာရှိသေးကြောင်းကိုလည်းသိရပါတယ်။ မြန်မာကိုလာမဲ့တရုတ်လုံခြုံရေးကုမ္ပဏီဝန်ထမ်းတွေကစစ်ကောင်စီအကူအညီကိုရယူပြီးတော့ရန်ဝန်နဲ့လမ်းမအစီအစဉ် BRI နဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေမှာလုံခြုံရေးဆိုင်ရာဝန်ဆောင်မှုပေးမဲ့သဘောကိုတွေ့ရပါတယ်။တရုတ်ဘက်ကနိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ရီခရီးစဉ်မှာထပ်မံအဆိုပြုထားတယ်လို့သိရတဲ့ BRI နဲ့ဆက်ဆက်တဲ့တရုတ်မြန်မာစင်ကြံမှာယထာလန်နဲ့အတူရေနံနဲ့တဘာဝတံဝိတ်ပိုက်လိုင်းနှစ်ခုပါဝင်ကြောင်းကိုတွေ့ရပါတယ်။ မြန်မာပြည်တွင်းမှာရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်ကနေရခိုင်ပြည်နယ်ကြောက်ဖြူမြို့အထိထိတ်ဆက်ပေးမယ်လို့သိရပါတယ်။ဒါကြောင့်တရုတ်အရက်ပတ်လုံခြုံရေးအဖွဲ့များဝင်ရောက်လာတဲ့ကိစ္စက ရခိုင်ဒေသတစ်ခုတည်းတွင်သာရင်ဆိုင်ရမယ့်ကိစ္စမဟုတ်ဘဲတရုတ်မြန်မာစီးပွားရေးစင်ကြံတခြားနဲ့မြန်မာနိုင်ငံအတွင်းကတရုတ်စီမံကိန်းများအထီးလို့မှတ်ယူရမှာဖြစ်ပါတယ်။လက်တလောကာလမှာရှမ်းမြောက်မှာရှိတဲ့မြောက်ပိုင်းမဟာမိတ်၃ဘွဲ့အနက် နှစ်ဖွဲ့ဖြစ်တဲ့တောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TLN နေနဲ့မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA တို့မှတရုတ်ရဲ့ဖိအားပေးမှုကြောင့်စစ်ကောင်စီနဲ့ဆွေးနွေးပွဲတွေဆောင်ရွက်နေရပါတယ်။တရုတ်ကသူ့အကျိုးစီးပွားအတွက်တိုင်းရင်းသားလက်နက်ကိုင်တွေကိုအပြည့်အရည်ဖိအားပေးနေခြင်းဖြစ်ပါတယ်။ဒါကြောင့်တရုတ်မြန်မာစီးပွားရေးစင်ကြံစီမံကိန်းစတင်တဲ့အခါမှာ မဲမြေလိုက်တော်လိုင်းအင်အားစုများအနေနဲ့လည်းအနည်းနဲ့အများဆိုသလိုတရုတ်ရဲ့ဖိအားကိုခံရနိုင်ပွဲရှိပါတယ်ယခုရပိုင်းတွင်မှ TLNA ဘက်ကလည်းတရုတ်ရဲ့ဖိအားကြောင့်သာစစ်ကောင်စီနဲ့တွဲဆုံဆွေးနွေးနေကြကြောင်းထုတ်ပြောခဲ့တာကိုသိရပါဗျ။စစ်ကောင်စီနဲ့ဆွေးနွေးခဲ့ကြတဲ့ MNDAA နဲ့ TLNA တို့ရဲ့ဆွေးနွေးပွဲတွေကိုကြည့်တဲ့အခါမှာစစ်ကောင်စီကတရုတ်ဖိအားနဲ့အတူနယ်မြေတွေပြန်တောင်းတာကိုလည်းတွေ့ရပါဗျ။ တိုင်းဒါလက်နက်ကင်ခေါင်းဆောင်များတောင်းဆိုတဲ့အချက်တွေကိုအလေးမထားပဲစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့စစ်ရှုံးတဲ့အချက်ကိုဖုံးကွယ်ဖို့အတွက်နယ်မြေပြန်တောင်းဖို့ကသာစစ်ကောင်စီကိုယ်စားလှယ်ကဆွေးနွေးခဲ့ကြောင်းတွေ့ရပါတယ်။အခုရက်ပိုင်းထပ်မံထွက်ပေါ်နေတဲ့သတင်းတွေအရအာရခတပ်တော်အေကစစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးဖို့ရှိကြောင်းသိရပါတယ်။အေကလက်တလောကာလမှာစစ်တွေနဲ့ကြောက်ဖြူကိုစစ်ရေးဖိအားပေးပြီးထိုးစစ်ဆင်နေပါတယ် စည်ရရတာလုံနေတဲ့အေအေအနေနဲ့ကြောက်ဖြူနဲ့စစ်တွေတို့ကိုရခိုင်ကတိုက်ခဲ့တဲ့ဒေသများလိုပဲအကွက်ချပြီးအပိုင်းလိုက်တင်ပိုက်သွားနိုင်ပါတယ်။ဒါကြောင့်လဲစစ်ကောင်စီကတရုတ်လုံခြုံရေးကုမ္ပဏီကဝန်ထမ်းတွေကိုစည်ရတင်းမာနေတဲ့ကာလအတွင်းမှာကြောက်ဖြူကိုအရောက်ပို့ဆောင်နေခြင်းလို့ယူဆနိုင်ပါတယ်။လူသားတိုင်းအတုံးပြူရမှာနမယ်ကြီးတဲ့မြန်မာစစ်တပ်ကအခုကြံနေတဲ့အကြံကပိုပြီးကြီးပါတယ်။ တရုတ်နိုင်ငံသားများကိုဂျားကန်လူသားတိုင်းအဖြစ်ထားလိုခြင်းဖြစ်ပါတယ်။တကောင်းနီကဆက်ယုံလိုမျိုးပဲစစ်ကောင်စီတပ်တွေလက်နက်ချခဲ့ရင်တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကအလွယ်ကူပဲတော်လှန်ရေးအင်အားစုတွေလက်ကိုရောက်နိုင်ပါတယ်။နေရလုံခြုံရေးအတွက်တရုတ်နိုင်ငံသားလုံခြုံရေးအဖွဲ့တွေနဲ့အစားထိုးမယ်ဆိုရင်တော်လိုင်းရင်အင်အားစုတွေအတွက်တိုက်ခိုက်ဖို့ကန့်တတ်ချက်တွေများစွာဖြစ်ပေါ်လာစေမှာဖြစ်ပါတယ် ဒါကြောင့်စစ်ကောင်စီကတရုတ်နိုင်ငံသားလုံခြုံရေးအခွင့်အရေးကိုတိုက်ပွဲတွေအကြားမှာ မရောက်ရောက်အောင်ဥပဒေပါ ပြင်ဆင်ပြီးဆွဲသွင်းနေခြင်းဖြစ်ကြောင်းယူဆရပါတယ်။ဗီဒီယိုကိုအဆုံးထိနားဆင်ပေးခဲ့ကြလို့ထူးပဲကြည့်စုတင်ပါတယ်ရှင်။ယခုမျှဝေပေးထားတဲ့တူတွေးတူမြင်ဆောင်းပါးကတော့2025 March 13ရက် AR Barmis News မှာဖော်ပြထားတာဖြစ်ပါတယ်ရှင်။ ဆောင်းပါရှင်နဲ့အရာရီဘာမီစနီယူတို့ကိုအထူးပဲကျေးဇူးတင်ပါတယ်။အရေးတော်ပုံမောချအောင်ရမည်။